ဒီပုံမြင်လေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်က ဖြစ်ပြခဲ့တာပါကပီတာဆိုတဲ့ဆင်းရဲတဲ့မိန်းကလေးတယောက်ကတော့သူမရဲ့မိခင်ဖြစ်သူနဲ့အတူတူနေထိုင်နေခဲ့ပါတယ်မိခင်ဖြစ်သူကတော့နေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘာအလုပ်တစ်ခုမှမလုပ်နိုင်ခဲ့ပါဘူးအားရတဲ့အကြောင်းမို့လို့သူ့အိမ်မှာစားတောက်ဖို့အတွက်ကြောင့်မှပတ်စံမကြံတော့ပါဘူးဒီအချိန်မှာကပီတာကလည်းအပြင်ထွက်ပြီးအလုပ်ရှာဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်သူမနေရာဆုံးမှာအလုပ်လိုက်ရှာနေခဲ့ပေမဲ့ဘယ်မှမအလုပ်ရှာမတွေ့ခဲ့ပါဘူး ဒါကြောင့်သူမလည်းတတော်လေးစိတ်ပြဝနေသွားခဲ့ရပါတယ်။အိုဘုရားသခင်အခုအချိန်မှာကျမဘလို့လောက်ရမလဲ။ကျမဘာလို့ရတော့မလဲ။ကျမမှာပတ်စံတောင်းမရှိဘူး။ကျမအလောက်တစ်ခုစားတင်ဖို့အတွက်တောင်မှအတော်လေးခက်ခဲနေတယ်။အိမ်မှာစားတောက်ဖို့အတွက်လည်းဘာမှမကြံတော့ဘူး။ကျမတယောက်တည်းကတော့ကိစ္စမရှိဘူး။အငတ်ခံပြီးနေလိုက်လို့ရတယ်။ကျမရဲ့အမေကိုကျမဘလို့လောက်ပေးရမလဲ။အမေရဲ့ကျမရဲ့အခြေအနေကလည်းကောင်းတာမဟုတ်ဘူး။အမေဒီလိုအခြေအနေကြီးမှာအငတ်ကပ်ဖြံပြီးနေနေမယ်ဆိုရင်တော့အမေနေမကောင်းဖြစ်သွားမှာ။ ဟုတ်အရှင်ကျမဘာလို့ရမလဲရှင်ကျမကိုလမ်းပြပေးပါဦးရှင်။သူမလမ်းမှာသွားနေရင်းနေပဲ။ကြိုင်ရည်တဲ့တယောက်ကိုတွေးခဲ့ရပါတယ်။သူမကြိုင်ရည်တဲ့ကိုတွေးခဲ့ရတဲ့အခါမှာတော့စိတ်ထဲကနေတွေးနေခဲ့ရပေါ့။ဒီမှာကြိုင်ရည်ဆိုင်တဆိုင်ရှိနေရပဲ။ငါဒီမှာအလုတ်တောင်းကြည့်ရင်ကောင်းမယ်နဲ့တွေ့ရနော်။ဒီနေရာမှာအလုတ်တစ်ခုခုရသွားလို့ရှင်တော့လည်းမစိုးကောင်းသားပဲ။ငါတစ်ချက်လောက်သွားမေးကြည့်ုံမှနဲ့တွေ့တယ်။ဒီလိုနဲ့သူမကလည်းဖျော်ရည်ဆိုင်ကိုသွားပြီးအလုတ်တစ်ခုသွားတောင်းခဲ့ပါတယ်။အကိုကြီးအခုရှိမှကျမကိုပေးဖို့အတွက်အလုတ်လေးတစ်ခုလောက်များရှိမလားရှင်။ ဆိုင်ပိုင်ရှင်ကလည်းစိတ်ထဲကနေတွေးနေခဲ့မိပါတယ်။음ဒီမိန်ကလေးကတော့အလौတစ်ခုလိုအံ့နေရနေတူပါတယ်။ငါရဲ့ဆိုင်မှာအလौလုံးနေတဲ့အလौသမားကလည်းရွာကိုပြန်သွားတယ်။ဒီမှာအလौသမားကလည်းမရှိဘူးဆိုတော့ဒီမိန်ကလေးကငါအလौပေးချလိုက်မယ်။သူလည်းအလौရသွားလိုက်မယ်။ငါလည်းအလौသမားရသွားတော့ငါအတွက်လည်းအဆင်ပြေသွားတာပေါ့။ဒီနောက်မှတော့ပြောလိုက်ပါတယ်။အေးဟုတ်ပြီ။နင်ကအလौလုံးမယ်ဆိုရင်တော့ဒီမှာစက်ပစ္စည်းတွေနဲ့လုပ်ရမှာနော်။နေကိုယ်တိုင်ကြံရင်ကြိုက်ရလိမ့်မယ်ကြံကြိုက်တယ်ဆိုတော့အားသုံးရတယ်အစင်ပြေပါမလားနင်လုံးနိုင်မယ်လို့ထင်လား ။ကပီသားကလည်းအလုပ်တစ်ခုရသွားတဲ့အခါမှာဝမ်းသာပျော်ရွှင်စွာနဲ့ပဲပြောလိုက်ပါရစေ။ရတာပေါ့ရှင်ကျွန်မလုံမှာပေါ့ကျွန်မလုံနိုင်နေတော့ကျွန်မကိုဒီအလုပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဒီနောက်မှာတော့ဒီမကချက်ချင်းပဲကြံရေးစိတ်ဆန်နဲ့ချိန်ပြလိုက်ပါရစေ။ဒီမကကြံရွေးကိုစတဲ့ထဲပြီးနောက်မှာတော့ကြံချိန်ပါရစေ။ကျမရဲ့တထေဖြစ်တော့ကတော့ကြံရည်တွေကိုခွက်ထဲထည့်ပြီးတော့ဝဲသူတွေကိုတိုက်ကျွေးခဲ့ပါတယ်။ဒီလိုနဲ့ပဲကပီသားတယောက်အလုအလုနေခဲ့တာပါ။သူမအလုအလုရင်တည်းရဲ့အလုံကုံဆုံးသွားခဲ့ရပါတယ်။ ညနေဆောင်ပြီဆိုလို့ရှိရင်တော့ تمہ ပတ်စံရပါတယ်ပတ်စံရရင်တော့ تمہ အိမ်ကိုပြန်လာခဲ့ပါတယ်ကပီသားကလည်းပတ်စံရလာတဲ့အခါမှာဝမ်းသာပျော်ရွှင်နေခဲ့တာပေါ့ကြည့်ပါဦးငါကြိုးစားပန်းစားအလုပ်လုပ်ပြီးရလာခဲ့တဲ့ပတ်စံအခုဆိုရင်တော့ငါအမေလည်းငါပြက်ပြီးနေစရာအကြောင်းမရှိတော့ဘူးအမေရဲ့ဆေးရီကိုလည်းငါဝယ်ပေးရအောင်မယ် تمہ ပတ်စံရတာနဲ့ချက်ချင်းကုံစုံဆိုင်ကိုတွားပြီးလို့အတားရီဝယ်ယူလိုက်ပါတယ်ဒီနောက်မှာတော့သူ့အမေရဲ့ဈေးကိုဝယ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်သူမအင်ကိုရောက်တာနဲ့ထမင်းဟင်းအမြန်ဆုံးချက်ပြုတ်ပြီးအမေကိုကြွေးခဲ့ပါတယ် ကြာကိုတွေ့ကြရတဲ့အခါမှာမိခင်ဖြစ်သူကလည်းဝမ်းသာလွန်လွန်မျက်ရည်တွေကျလာခဲ့ရပါတယ်။သမီးစားနေနေသူ့ရဲ့သမီးလေးကိုလည်းလှမ်းပြောခဲ့ပါတယ်။ငါတော့တကယ်အတော်လေးကိုစိုးတဲ့အမေတယောက်ပဲနော်။ငါသမီးလေးငါတယောက်လုံးရှိနေရတဲ့အနေနဲ့အလုပ်တွေပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရတယ်။အမေရဲ့ဘာလို့ဒီလိုစကားတွေကိုပြောနေရတာလဲအမေရဲ့ခလေးတွေကမိဘတွေကိုဂယုမဆိုင်ပေးဘူးဆိုရင်တော့ဘယ်သူကိုတွားပြီးတော့ဂယုဆိုင်ပေးရမလဲအမေ။ကျမနေမကောင်းဖြစ်တဲ့အချိန်ကြာလို့ရှင်လဲအမေကကျမကိုဂယုဆိုင်ပေးခဲ့တာပဲလေဟုတ်တယ်မလား။ အခုကျမလည်းအလုပ်လေးပါလေးလုပ်ပြီးတော့အမေကိုပြန်ကယူဆိုင်ပေးနေရဲ့လို့မှတ်ပေါ့ဒါရီအားလုံးထားလိုက်ပါအမေရဲ့ဒါဆိုရင်တော့အခုထမင်းတွေအားလုံးအမြန်ဆုံးစားလိုက်ပါအောင်ဒါနဲ့သမီးလေးအခုလက်ရှိဘာအလုပ်လုပ်နေရလဲဆိုတာကိုလည်းအမေကိုပြောပြစမ်းပါအောင်အမေလည်းဘာမှမသိရသေးပါလားသူ့အမေကဘာအလုပ်လဲလို့မေးတဲ့အချိန်မှာကပိသားကလည်းစဉ်းစားနေခဲ့ပါတယ်သူကကြံရင်ကြိတ်တဲ့ဆိုင်လေးမှာကြံရင်ကြိတ်ပေးနေရဲဆိုတဲ့အကြောင်းကိုပြောပြလိုက်မယ်ဆိုရင်တော့သူ့အမေဝမ်းနေသွားတော့မှာပါအလောက်ကနေလည်းထွက်ခိုင်းမှာကျင်းတည်နေခဲ့ပါတယ် ီတော့အမေကိုဘာမှပြောလို့မရပါဘူးလိန်ပြောမှပဲဖြစ်ပါတော့မယ်ဒါကြောင့်သူကလည်းတေချာစဉ်းစားပြီးနောက်မှာတော့သူ့အမေကိုပြောလိုက်ပါတယ်အမေတမီးတထေးကြီးရဲ့အိမ်မှာတန့်ရှင်လို့ဖို့အတွက်အလုပ်ရသွားတာပါအေးပါအေးပါအဲ့ဒါဆိုရင်တော့ဟုတ်ပြီဟုတ်ပြီတေချာလို့အောင်တမီးရေဒီလိုနဲ့နောက်နေ့မနက်မိုးလင်းသွားတာနဲ့သူမအိမ်လုံးတွေအားလုံးပြီးစီအောင်လုပ်ပြီးတာနဲ့ချက်ချင်းပဲဆိုင်ကိုထွက်ခွာသွားခဲ့ပါတယ်သူမဆိုင်ကိုရောက်သွားတာနဲ့ကြံတွေကိုချိန်ပေးလိုက်ပါတယ်တထေးကတော့ဝဲသူတွေကိုကြံရီထည့်ပြီးတော့တိုက်ခဲ့ပါတယ် ။သူမကြံရည်ကျိတ်ဆက်သေးကိုကြံချောင်းတွေထည့်နေရင်းနဲ့ရုတ်တရက်ပဲသူမလက်နှစ်ဖက်လုံးကိုလည်းထည့်မိသွားခဲ့ပါရဲ့။ကြံတွေနဲ့အတူတူသူမရဲ့လက်နှစ်ဖက်လုံးကလည်းလုံဝကိုထုတ်လို့မရဘဲနဲ့ပသွားခဲ့ပါတော့တယ်။အမလေးသေးပြီရှင်သေးပြီကျမရဲ့လက်တွေကျမရဲ့လက်တွေသေးပါပြီရှင်။ကျမရဲ့လက်တွေကဲကြပါအောင်ရှင်ကဲကြပါအောင်ကျမရဲ့လက်တွေနားလိုက်ကြ။ကျမရဲ့လက်တွေကိုတဲရောက်ဆက်သေးကနေထုတ်ပေးကြပါအောင်။တေးရောက်ကျမကိုကြီးပေါင်းရှင်ကိုကြီးပေါင်းကိုကြီးပေါင်းဒီမကတော့တယောက်တည်းအော်ဟင်းနေခဲ့ပါတယ် ဒီမရဲ့လက်နှစ်ဖက်လုံးကတော့ဆက်ထဲမှာကျိတ်ပြီးသားဖြစ်သွားခဲ့ပါပြီ။ဒီမအရန်ကိုနာကျင်လို့နဲ့အတွက်ကြောင့်မို့လဲအော်ဟစ်နေခဲ့ပါတယ်။ဒီမလက်ထဲကနေသွေးတွေအများကြီးလက်ထွက်နေခဲ့ပါတယ်။ဒီမဆက်ထဲကနေလက်ကိုဆွဲထုတ်ဖို့အတွက်အတော်လေးစူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့သူ့လက်နှစ်ဖက်လုံးကိုတော့ဆွဲထုတ်လို့မရခဲ့ပါဘူး။တနားစရာကောင်းတဲ့ကပီသားကတော့နာကျင်လို့နဲ့အတွက်ကြောင့်မို့လို့အော်ဟစ်နေခဲ့ရပါတယ်။ဒီမကိုအကူအညီပေးဖို့အတွက်ကိုလည်းအချိန်ချင်းတောင်းဆိုနေခဲ့ပါတယ်။ဒါပေမဲ့တမောအကူအညီပေးဖို့အတွက်တရားမှရှေ့တုံးမလာခဲ့ကြပါဘူးအားလုံးကတမောကိုရက်ကြည့်နေခဲ့ကြပါရဲ့ ကြည်နေနဲ့ခဏအကြာမှာပဲသူမရဲ့လက်နှစ်ဖက်အလုံးကြေးမွသွားခဲ့ပါတယ်။ဒီအချိန်မှာသွေးတွေကလည်းအများကြီးထွက်ပြီးတော့သွေးထွက်လွန်သွားတဲ့အခါမှာတော့သူမနေရာမှာပဲတည်ဆောင်းသွားပါတယ်။သူမကွယ်လွန်သွားတာနဲ့တရေမကြီးဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။ညမိုချုပ်သွားတာနဲ့သူမရဲ့ပြက်စီသွားတဲ့လက်နှစ်ဖက်လုံးကိုကြည်ပြီးဝမ်းနဲ့စွာနဲ့အုံငုံနေခဲ့ပါတယ်။ဒုက္ခပဲငားရဲ့လက်တွေငားရဲ့လက်တွေငားရဲ့လက်နှစ်ဖက်လုံးမရှိတော့ဘူး။ငားရဲ့လက်တွေကငါဆောင်းရှောင်းသွားခဲ့ရပြီဘယ်လိုလုပ်ရမလဲ။ကပီသားကတော့သူ့ရဲ့လက်တွေကိုကြည်ပြီးအုံငုံနေခဲ့ပါတယ်။ ဒီအချိန်မှာပဲမြေပေါ်ကိုသူမရုတ်တရက်ကြီးမိသွားခဲ့တဲ့ခါမှာသူမရဲ့အလောင်းလဲကျနေခဲ့ပါတယ်။ဒါဒါဒါပါလေဒါပါလေဒါငါလေဒါငါပဲဘလို့ဖြစ်တာလဲငါဘာဖြစ်သွားတာလဲငါဘလို့ဖြစ်ပြီးတော့မြေပေါ်မှာလဲကျနေရတာလဲအခုအချိန်မှာသူမအရာအားလုံးသဘောပေါက်နားလဲသွားခဲ့တဲ့အတွက်ကြောင့်မို့လို့အော်ဟစ်ငိုယူနေခဲ့ပါတယ်။မဖြစ်ရဘူးဒီလိုဖြစ်လို့ပဲဖြစ်မလဲငါတခုခုဖြစ်သွားလို့ရှင်ငါအမေကိုဘယ်သူကြည့်မလဲဒုက္ခပဲဘာလို့အခုလိုဖြစ်သွားရတာလဲငါဘာလို့အခုလိုမျိုးအမေကိုထားပြီးထွက်သွားနိုင်ရတာလဲ ငါအမေကတော့တော်ပြီဒုက္ခရောက်ပြီငါ့ကိုအခုလိုဖြစ်သွားအောင်လုပ်တဲ့သူတွေတယောက်ကမှငါခွင့်လွှတ်မှာမဟုတ်ဘူးတို့အားလုံးကြောင့်လည်းငါအခုလိုမျိုးဒီဘဝကိုရောက်သွားခဲ့ရတာငါ့ကိုဒီဘဝကိုရောက်သွားစေတဲ့သူဘယ်သူကမှငါအလွတ်ပေးမှာမဟုတ်ဘူးဒီအချိန်မှာတေမကြီးကရုတ်တရက်ပဲရှိမောလိုက်ပါတယ်ဒီလူတွေအားလုံးကြောင့်ငါအခုလိုဖြစ်ရတာငါမှလက်မရှိတော့တယ်လို့မျိုးတို့မှလည်းလက်မရှိစေရဘူးတို့လက်တွေအားလုံးကိုလည်းငါပြန်လူရှုပြမယ်တို့လက်တွေအားလုံးကိုငါပြန်လူရှုပြမယ်စောင့်ကြည့်နေလိုက် သူတို့အားလုံးလည်းငားလိုမျိုးလက်မရှိဘဲနဲ့တတလုံးနဲ့ထိုင်သွားကြည့်လိုက်လေဘလောက်ခတ်ခဲလဲဆိုတာသိသွားကြလိမ့်မယ်ဒီလိုနဲ့လက်မရှိတဲ့တရဲမကြီးကတရွာလုံးမှာလိုက်ပြီးခြောက်လန့်နေခဲ့ပါတယ်သူမမနက်မိုးလင်းပြီးဆိုတာနဲ့သူမရဲ့ပုံစံကိုပြောင်းလဲခဲ့ပြီးနောက်မှာတော့ကြံရင်သေးလေးအဖြစ်ကြံရင်ရောင်းချနေခဲ့ပါတယ်ရွာသူရွာသားတွေအားလုံးကလည်းသူမကလက်ဆက်နေတဲ့ကြံတွေကိုဖျော်တိုက်ခဲ့ပါတယ်ရွာသူရွာသားတွေကလည်းကြံရင်ဆိုင်အစ်စ်လေးမှလာတောက်ခဲ့ကြပါတယ်သူမရောင်းတဲ့ကြံရင်တွေကအရသာရှိတော့တဲ့အတွက်အားလုံးကလည်းသဘောကျနေခဲ့ကြတာပေါ့ ။တရမကြီးကစိတ်ထဲကနေဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာတော့သူမကလည်းတရမကြီးကနေမိန်ကလေးပုံစံပြောင်းပြီးဖြော်ရည်ပြန်ရောင်းပါတယ်။ကြံရမယ်နော်ကြံရမယ်။နှွေရသည်မှရင်အေးမြသွားစေတဲ့ကြံအေးအေးလေးရမယ်။လက်ဆက်နေတဲ့ကြံတွေကိုခောက်ယူလာခဲ့တာပါရှင်။ကျမရဲ့ကြံရင်ကိုတောက်ပြီးတဲ့သူတိုင်းနောက်တစ်ခေါက်ကျင်းသေးပေါက်ပြန်တောက်ချင်ကြလိမ့်မယ်။ဒီအချိန်မှာလူတယောက်ရောက်ရှိလာခဲ့ပါတယ်။ပြီးတာနဲ့မိန်ကလေးရဲ့ဆိုင်ကိုတွေ့ရတဲ့ရတန်သွားပါတယ်။ဒီနောက်မှာတော့လက်ဆက်နေတဲ့ကြံရင်တစ်ခွက်ဖျော်ပေးဖို့အတွက်ကိုလည်းတောင်းဆိုလိုက်ပါတယ်။ ခဏလေးဆောင်ပါကျမအခုချက်ချင်းဖြောတိုက်မယ်နော်ဒါနဲ့ကျမတို့ခုလောက်အကူညီပေးပါလားရှင်ဒါပေါ့နင်ကအကူညီလိုချင်နေဆိုရင်တော့ငါအကူညီပေးမယ်ပြောတစ်ခေါက်လောက်ပဲပါအကူညီလိုတာလဲဆိုတာကိုပြောကြည့်လိုက်စမ်းမအောင်အရင်လူရဲ့စကားကိုကြားခဲ့ရတဲ့ခါမှာတရမကြီးကလည်းစိတ်ထဲကနေပြောနေခဲ့မိပါတယ်နင်ရဲ့အကူညီမဟုတ်ဘူးနင်ရဲ့လက်နှစ်ဖက်လုံးကိုပဲငါလိုချင်တာဒါမှငါလိုမျိုးလက်မရှိဘဲနဲ့နေရတာဘလောက်ခက်ခဲလဲဆိုတာကိုနင်သိသွားမှာလေဒီနောက်မှာတော့အရင်လူကိုခေါ်ပြီးမိန်ကလေးကကြံကြိတ်ခိုင်းလိုက်ပါတယ်အရင်လူကလည်းမိန်ကလေးကိုကြည့်နေရင်းနဲ့ကြံတွေကိုထဲကျိတ်ခဲ့ပါတယ် ဒီအချိန်မှာမိန်းကလေးကတရေအဖြစ်ပြောင်းလဲသွားခဲ့တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူလည်းလမ်းဖြန့်သွားခဲ့ပါတယ်လူကလည်းချက်ချင်းထွက်ပြေးသွားနေခဲ့တဲ့အချိန်မှာတရေမကြီးကသူ့ကိုဆွဲဖမ်းထားလိုက်ပါတယ်ဘယ်ဟုတ်ပြေးနေရလဲကြံရည်လည်းမတော့ကြောက်လားနေငေါအရန်အကူညီပေးချင်နေခဲ့တာကြံရည်တောက်သွားအောင်လေဒီနောက်တရေမကြီးကလည်းအဲ့ဒီလူရဲ့လက်နှစ်ဖက်လုံးကိုကျိတ်ဆက်ထဲထည့်ကျိတ်ပြလိုက်ပါတယ်ဒီလူရဲ့လက်နှစ်ဖက်လုံးကလည်းဆက်ထဲတစ်ဖြည်းဖြည်းနဲ့ပါသွားခဲ့ပါတယ်ဒီလူကလည်းနာကျင်ခံစားရလွန်တဲ့အတွက်ကြောင့်မို့လို့အော်ဟေးညင်ညူနေခဲ့ရပါဘော ခဏကြာမှတော့သူလည်းလဲကြွက်လွန်သွားခဲ့ပါတယ်။ဒီအရာတွေအားလုံးကိုတွေ့သွားခဲ့တဲ့လူတယောက်ကချက်ချင်းပြေးလာကြည့်ခဲ့ပါတယ်။ခဏကြာမှရွာသူရွာသားတွေအားလုံးကဒီအကြောင်းကိုသိရှိသွားခဲ့ပါတယ်။ဇုံမကြီးကြံ့ရောင်းနေတယ်ဆိုတဲ့အကြောင်းကိုအားလုံးသိသွားခဲ့ပါပြီ။ရွာသူရွာသားတွေကလည်းတရေနဲ့နဲ့ဆရာကြီးကိုခေါ်လာခဲ့ကြပါတယ်။ဒီအချိန်မှာပဲတရေမကြီးကတော့နောက်ထပ်လူတယောက်ကိုအဆုံးစီရင်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ဘာလဲဘာလို့လောက်တာလဲ။နင်ကဘာကိစ္စနဲ့ဒီကိုရောက်ရှိလာရတာလဲ။ငါလည်းအနေချက်ချင်းဖယ်လိုက်ငါလုံးချင်တာလုံးမယ်။ တကယ်လို့နင်ဒီလန်းကနေမတော်ဘူးဆိုလို့ရှင်တော့နင်ရဲ့လက်တွေကိုလည်းဆုံးရှုံးရလိမ့်မယ်နော်ငါရဲ့လက်တွေဒီဆက်ထဲချိန်မိတဲ့အချိန်တုန်းကနင်ဘယ်ကိုရောက်နေခဲ့လဲအခုမှလာပြီးဒီရွာသူရွာသားတွေကိုအကူအညီပေးခြင်းနဲ့ပေါ့ဟုတ်လားဒီလိုတွေအကုန်လုံးကငါလက်တွေကြံ့ရင်ချိန်ဆက်ထဲပါသွားတဲ့အချိန်မှာစေယုံကခေါ်ပြီးငါ့ကိုစေယုံပိုးရမယ်အစားရက်ပြီးပွဲကြည့်နေကြတယ်ဘယ်သူမှငါ့ကိုမကူညီပေးခဲ့ကြဘူးတို့အားလုံးကြောင့်လည်းငါ့အမေဒုက္ခရောက်ခဲ့ရတာငါရဲ့ဒုက္ခရောက်နေတဲ့အမေဘယ်လိုနေမလဲမသိဘူးဒီလိုနဲ့ပဲအရင်လူကိုတပ်ပြဲတော်မဲ့အချိန်မှာ တယန်းနေနေဆရာကြီးကလည်းကာရမန်တန်တွေရှုပ်ဖက်ပြီးဆက်ကိုမီရှုပ်ပြလိုက်ပါတယ်။တယန်းမကြီးနဲ့အတူတူသူ့ရဲ့ကြံရင်ကျိဆက်ကြီးကလည်းမီးလောင်သွားခဲ့ပါတယ်။ဒါဘာလို့ကြလဲ။ဘာလို့အခုလိုမျိုးလောက်ရတာလဲ။ငါတို့ကအလုံးကတစ္ဆာဖောက်ခဲ့တယ်။နင်းလည်းအတူတူပဲ။နင်းဘာလို့အခုလိုမျိုးငါတို့ကလောက်ရတာလဲ။နင်းရဲ့လက်နှစ်ဖက်လုံးကိုလည်းငါအလှုပ်ပေးမှာမဟုတ်ဘူး။နင်းလက်နှစ်ဖက်လုံးကိုငါရှင်းပြမယ်။အပူတယ်၊ပူတယ်၊ပူတယ်၊အရန်အောင်ပူတယ်။ငါ့ကိုလှုပ်၊ငါ့ကိုလှုပ်အခုချစ်ချင်လှုပ်ပေးစမ်း။နောက်ဆုံးမှာတော့တယန်းမကြီးအနိုင်မရရှိပါဘူး။ သူမလည်းတဖြည်းဖြည်းနဲ့လောင်ကျွမ်းပြကြသွားပြီးတခါရေပြောက်ွယ်သွားခဲ့ရပါတယ်။ရွာသူရွာသားတွေအလုံးကဒီအမကြီးရဲ့လက်ထဲကနေလို့မြောက်သွားခဲ့ကြပါပြီ။ရွာသူရွာသားတွေလည်းပျော်ရွှင်ချမ်းမြေ့စွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတဲ့ပုံမြင်လေးတွေကိုကြည့်ချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော် ။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့ Editor ပြန်လာဖြစ်ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။